thank you မမင်္ဂလာပါရှင်ကျွန်မကတော့ GED Batch 3မှာပညာသင်ကြားနေတဲ့ GED 3025ပဲဖြစ်ပါရရှင် New Generation မြန်မာ GED Classes များရဲ့ကိုစားအမေတော်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းစကားတဲ့ ယနေ့ဇွန်လ19ရက်နေ့ဟာကျမတို့မြန်မာပြည်သူပြည်သားတိုင်းရဲ့လေးစားအားကျဆန်ထားရတဲ့အမျိုးသမီးတို့ဖြစ်တဲ့အပြင်တကပါလုံးရဲ့လေးစားမှုကိုရရှိထားကြလို့ကပအလင်မှာရေရင်စွာရည်တည်နိုင်တဲ့အာမန့်အပြင်နဲ့ရေရဲနေတဲ့စိတ်ဓာတ်ဇွေတတိနဲ့ပြည်ဆောင်တဲ့အမျိုးသမီးဖြစ်တဲ့အမေတော်ဆန်စုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ပါရဲ့ရှင်။ ပြည်သူတွေအားလုံးတို့အရာရာကိုဆုလုပ်ပြီးဒီမိုကရေစီရဲ့အနှစ်သာရနဲ့မြန်မာပြည်သူပြည်သားများအတွက်အမှောင်တဲကနေအလင်းကိုပြန်လည်လန်းပြခဲ့ပြီးတော့ရဲရဲနေတဲ့စစ်တပ်တွေနဲ့အမှားအမှန်ခွဲခြားတတ်အောင်ပြသတင်ပေးခဲ့တဲ့ကျမတို့အမေစုအတွက်မွေးနေ့ဆုတောင်းစကားပြောကြားပေးကြပါရရှင်အမေရဲ့အသက်80ပြည့်မွေးနေ့မှာကျမတို့ပြည်သူတွေမှာအမြင့်မြတ်ဆုံးအချစ်ရိုသေလေးစားမှုအပြင်နဲ့ဆုတောင်းပေးလိုက်ပါရရှင်။ အမေကျမ်းပါပါစေအမေစိတ်အေးချမ်းပါစေဘဝမှာအေးချမ်းခြင်းနဲ့ပျော်ရွှင်မှုများစွာရရှိပါစေအချုံနောင်ကနေလည်းအမြန်ဆုံးလျောက်ပါစေနိအမေမွေးနေကစားပြီးအသက်ရာကျော်ရှိပြီး96ပါသောယောဂများနဲ့ကင်းဝေးပါစေ စိတ်ချမ်းသာကိုယ်ချမ်းသာစွာနဲ့ဘဝကိုအေးချမ်းစွာဖြတ်သန်းနေထိုင်နိုင်ပါစေအမေတိတ်ချရတဲ့သားသမီးတွေနဲ့အမြန်ဆုံးပြန်လည်ဆောင်စည်းနိုင်ပါစေရှင် အမေကိုတိတ်ချစ်မြန်နိုးရဲ့မြန်မာနိုင်ငံကြီးနဲ့လည်းတက်ဆုံးတိုင်းနေထိုင်နိုင်သွားပါစေမည်။အမေကကျမတို့ပြည်သူလူထုအတွက်ရဲဝံစွာရည်တည်နေသူအခက်ခဲများကြမှာတတ်တိရှိပြီးမလုံမရှက်နေနိုင်သူအဲ့ဒီတတ်တိကြောင့်ပဲကျမတို့လူငယ်တွေအတွက်အိုင်အင်တစ်ခုလိုဖြစ်နေစေခဲ့ပါရဲ့မည်။ ဒီနေ့ဟာအမေအထွက်ပဲမဟုတ်ပါဘူးရှင်။မြန်မာနိုင်ငံလူတို့အတွက်လည်းအင်မတန်အရေးကြီးတဲ့နေ့ပါမယ်။အမေရဲ့ဆုံးမစကားသံချိုချိုလေးတွေကိုအမြဲနာခံရင်းနဲ့အမေပေးထားတဲ့အချင်နာသစ္စာနဲ့တတိတွေကိုကျမတို့မျိုးဆက်သစ်တွေစက်ခံယူတော့မှာပါမယ်။မင်းနီမချက်ချင်းနဲ့ကွန်ပျူတာရဲ့မင်းအမိတာသမီးတွေကအစင်အမြင့်တရရလျက်ပါမင်းနှင်းစီပွင့်ရဲရဲနေကိုပန်းစင်ပြီးတော့အမိပြန်လာချိန်ကိုစောင့်နေလျက်ပါရှင်